ဝိပပိသူများခင်ဗျာဝိပပိသူများသိရှိပြီးဖြစ်တဲ့တိုင်းပဲဒီနေ့ဒီနေ့သာပဲကျင်းမော်လယ်ဆက်နံနိုင်50မိနစ်ခန့်မှာဒီဂျီရိုကောင်စီနေပြီးမန္တလေးတိုင်းစကားတိုင်းဒေသကြီးတဲ့ချို့ဒေသတွေမှာဒီနေ့လှုပ်ဖော်မှုဖြစ်ခဲ့ပါတယ်ဖြစ်ွားတဲ့နေရာတော့မန္တလေးမြို့ရဲ့အရှိမြောက်ပဲ20ကီလိုမီတာခန့်အကွာမှာဘို့ဟုတ်ပြီးတော့မြေအောက်10ကီလိုမီတာအနက်မှာလှုပ်တယ်လို့ကျွန်တော်သိရပါတယ် လုပ်တဲ့အဆင့်ကတော့ register scale 0.9 scale ရှိเจ้าအဆင့်ရှိเจ้าဒီအဲ့ဒီငလေးကအလုံးပြင်းထန်တဲ့ငလေးတစ်ခုဖြစ်ကြောင်းလည်းကျွန်တော်သိရှိရပါတယ်။နောက်ဆက်တဲ့ငလေးများလည်းဆက်တဲ့ပြောချခဲ့တာရှိပါတယ်။ဒီလိုချမှုကြောင့်ထိခဲ့ပြစုံမှုဒီကတော့မန္တလေးမြို့စကိုင်းမြို့နေပြီးတော့မှာတော့ပြစုံမှုများပြားပါတယ်။လက်ရှိကျွန်တော်ယနေ့ချိန်ယူချိန်ထိပို့တယ်။တရင်ပို့တဲ့ဒီရင်ပို့ကြည့်ရတော့နေပြီးတော့ကောင်းစီနေမြို့မှာ ကိုဇေ6ရောက်စကိုင်းမြို့ပါ78ရောက်ကြောက်ဆယ်ပါ30ရောက်စုစုပေါင်းတရားရေးစနေ4ရောက်တေဆုံကျောင်းနဲ့ဒါရရတော့ဒီပြည်တော်ကောင်းဖြစ်နေပြီပဲ132ရောက်စကိုင်းမြို့ပါ300ရောက်တယ်ကြောက်ဆယ်မြို့ပါစီစီဆယ်အလုံးပေါင်း932ရောက်ဒါရရှိတယ်လို့ကျွန်တော်သိရပါတယ်တေဆုံမှုနဲ့ဒါရရှိမှုတော့ဒီရက်တိုးလာစရာကျွန်တော်ရှိပါတယ် တချို့နေရာတွေမှာလည်းတိုက်တွေပြိုကျတဲ့အကြောင်းဒီတိုက်တွေကိုလည်းပြန်ပြီးတော့မှဆက်တဲ့လုံငန်းတွေကျွန်တော်လုပ်နေဆက်ဖြစ်ပါကျွန်တော်ကိုယ်တိုင်လည်းရောက်ရှိကြည့်ရှုပြီးလည်းဖြစ်ပါဒီလိုမိဘတွေသူများနေတယ်လေဒီငလင်းကဘာဝဘေးကြောင့်ဖြစ်လာတဲ့ငလင်းအန္တရာယ်ကိုငလင်းတန်းကိုကယ်ဆယ်ဖို့လုပ်ငန်းတွေကအခြေပြစာတို့ကိုရှိတယ်လို့ကြောက်တက်နေတော့ဘောင်းကူညီပေးဖို့ကျွန်တော်တို့မြေတားရက်ခတ်လုပ်ပါတယ်ကျွန်တော်နေတယ် ဖြစ်ပေါ်တာဒီသာအားလုံးလည်းရေးပေါ်ချင်းနေကြီးရထားပြီးတော့ပြည်မအကူညီများပေးနိုင်ပေးနိုင်ဖို့လည်းအခုလက်မှတ်ထားပြီးဖြစ်ပါတယ်။မကြသေးကြပဲအာဟာစင်တာနေပြီးတော့လက်ထံမှာရေးပေါ်ကိစ္စပစ္စည်းတွေပို့ဖို့နဲ့အိန္ဒိယနိုင်ငံနဲ့လက်ထံမှာကိစ္စကိစ္စပစ္စည်းပို့ဖို့ကာလနာနာရှိတယ်ဆိုတာဒါလည်းခုပြထားပြီးဖြစ်ကြောင်းကျွန်တော်ပြောလိုပါတယ်။ဒါတော့မြေပြည်နိုင်ငံမြေပြည်အဖွဲ့အစည်းမဆိုမြန်မာနိုင်ငံဘက်မှာရှိတဲ့ရန်ချီလူ ရပ်ပြည်သူပြည်သူများမဆိုတော့ကုညီနိုင်ဖို့ကျွန်တော်ဖိတ်ကြားလိုပါတယ်ခင်ဗျပြည်သူတက်ပါတယ်